မြင့်ရွယ်မင်းကလေးနဲ့ချစ်သူတွေဖြစ်ပြီးနောက်လူငယ်တွေအကြခံရလောက်သက်ဆန်ပန်းစည်းခြင်းနဲ့အချစ်ခံရတဲ့အသက်60ကျော်အဖိုးအလမဲနကလာပါဗမစ်နံကလေးချစ်စလိုက်ပါတယ်အချစ်မမျက်စိမရှိဘူးလို့ပြောရင်တချို့ကလက်မခံကြပေမဲ့တချို့တွေကတော့အချင်းနဲ့တွေ့ရင်လူငယ်လေးတယောက်လိုဖြစ်သွားကြတာပေါ့တကယ်ချစ်မိသွားခဲ့ရင်အသက်ရင်အသားရောင်အရမောင်းခွာချားတာတွေကလည်းပြဿနာမရှိတော့ပါဘူး မကွေးတိုင်းပွင့်ဖြူမြို့နယ်ကအဖောက်ဥရွှေဆိုတဲ့ဖိုးကတော့အသက်60ကျော်မှစမ်းပွင့်နေပြီးတသဲလို့အချစ်ခံနေရတာပါသူရဲ့ချစ်သူမင်းကလေးကတော့မြင်းရဲ့လောက်သာရှိသေးပေမဲ့လည်း surprise ပန်းစီကြီးနဲ့အဖိုးကိုပျော်ရွှင်အောင်လုပ်ပေးလိုက်တာပါဒီအဖိုးကတော့အသက်ကြီးလာပေမဲ့အချစ်တွေကနုပြိုနေစေဖြစ်တာကြောင့် TikTok ကနေတွေ့ရမင်းကလေးနဲ့ချစ်သူတွေဖြစ်သွားကြတာပေါ့ လူငယ်တွေတောင်ရေစားရှာပါနေတဲ့အချိန်မှာအဖိုးကတော့တိတော်ကနေရေစားလောင်ရောက်သွားခဲ့ပါတယ်။ရောက်သွားတဲ့ရေစားလေးကတော့မိုးသားဖြူလို့ခေါ်ပြီးမြည်ရွယ်လေးသာရှိသေးတာပါ။အဖိုးကငွေရှိရာကြောင့်ချစ်တာမဟုတ်ဘဲမိုးသားဖြူကိုရင်ကအဖိုးကိုချစ်နလို့ပတ်စံပန်းစီကြီးပုတ်ပြလိုက်တာပါ။မိုးသားဖြူနဲ့အဖိုးကအပြင်မှာလည်းတစ်ခါမှမဆုံးဘူးကြပဲတိတော်ပမာရင်ချစ်သူတွေဖြစ်နေကြရပါအောင်။မိုးသားဖြူကသူ့ရဲ့ပထမဆုံးရောက်တဲ့ဝင်ငွေကိုတန်ဖိုးရှိရှိအတောင်းချချင်တာကြောင့်မိဘထက်အသက်ကြီးတဲ့ရေစားကိုပတ်စံပန်းစီနဲ့ကတော့လိုက်ပါတယ်။အပြင်မှာမဆုံးဘူးပဲမဲ့အချစ်စနဲ့ချစ် တာကြောင့်အဖိုးကိုပြောရှိအောင်လိုပေးလိုက်တာဖြစ်ပြီးဒီဇလေးရဲ့တိတက်မှုကြောင့်အဖိုးကမျက်နှာပွင့်နေရပါတယ်ပစံပန်းစီကို surprise ဝင်စားမှုတစ်ခုကလာပို့ပေးရတာဖြစ်ပြီးသူရဲ့ချစ်သူဖြစ်တဲ့အဖိုးကိုပြောစီခြင်းတော့ပို့ပေးလိုက်တာပါ။အဖိုးကပစံပန်းစီကြီးလာပို့ဖို့ခြင်းမှာတော့ချက်ချင်းလက်မခံသေးပဲသူရဲ့ကောင်းမလေးဖြစ်လာစွာကိုအတည်ပြုပါသေးတယ်။တစ္ဆာကလေးထထူတယောက်ဖြစ်တာကြောင့်ကွဲရမှတော့အထင်တွေမခံနိုင်ပဲမိုးသားဖြူကပေးရန်စုံမလက်ခတ်လိုက်တာပါ။ အဖေကတော့ပို့ပေးလိုက်တဲ့စာသားလေးကိုနားထောင်လိုက်တာနဲ့ဘသူကပို့လဲဆိုတာတခါရဲ့သိပေးတာဖြစ်ကောင်းညင်းရဲ့ချစ်သူလေးကိုကျေးဇူးရည်တင်နေပါတယ်ချစ်သူတတနှစ်ဆနှစ်ရတာရှိသေးပေမဲ့လည်းမခွဲနိုင်မခွာရအောင်ချစ်ကြပြီးဘသူခွက်ခွက်တို့မခွဲအမြဲချစ်သားမည်ဆိုတဲ့စကားအတိုင်းပန်းစီကိုရောင်လက်ဆောင်ပို့ပေးလိုက်တာဖြစ်ပါတယ်ဖို့ကတော့အသက်60ကျော်မှဆက်ပွင့်နေပြီးလူငယ်တွေကပြန်လည်အကြနေရတာပေါ့အတိုက်ရွယ်ခွာတာကြောင့်သူတို့နှစ်ယောက်ကမဖြစ်သင့်ဘူးဆိုပြီးပဝင်းချင်းကတော့ဆုံးမချတယ်လို့ဆိုပါတယ် ဒါပေမဲ့အဖိုးကအပြောင်းလဲကောင်းသလိုစကလုံးနေနဲ့ချုပ်ထားကြအောင်တဖက်ကမိန်းကလေးကဘသူရဲ့ဖာပြောပြောမခွဲဘူးနော်ဆိုပြီးစကားဖားလိုက်ပါသေးတယ်။အဖိုးဦးရွှေနဲ့မိုးသားဖြူတို့ကချစ်သူတက်တာ22ရက်တောင်ရှိသေးပေမဲ့လက်ထဖို့အထိရွေးထားကြအောင်ဂျမ်းမကြီးကောင်ဂူးဆိုင်ဖို့လည်းမှားနေပါသေးတယ်။ ချစ်သူတတ္တာ22ရက်မှတင်လက်ထပ်ပေးသားဆုံးတွေလို့အခေါ်ဝေါ်ရကြောင်းအလုံးမအဲဝန်နီရပြီးအဖိုးရဲ့ပစိုးစားလေးရှိရင်ပေးပါအောင်လို့စမ်းတော့နေကြပါတယ်အဖိုးကအသက်ကြီးပြင်မဲ့လည်းအချစ်ခံနေရသူဖြစ်ပြီးတော့ပတ်စံပန်းစီကြီးရတာကြောင့်အရက်ပြုံနေတာပါဒီအသက်ရမှာဖះတရားပဲလုတ်တဲ့နယ်လို့ဝေဖန်နေကြရတဲ့သူတွေရှိပြင်မဲ့လည်းဖိုးကတော့ချစ်သူအသက်လေးကြောင့်လူပြိုပြီးအသက်ရှိအောင်လည်းနေထိုင်တော့မှာပါအချစ်တွေနေပါလာတဲ့အချိန်မှာချစ်သူတတ္တာတလောက်မဖြစ်ပဲ22ရက်ထဲနဲ့အချစ်ခံနေရတဲ့ဥွှေလိုဖိုးလည်းရှိပါသေးတယ်အသက်60ကျော်ပြီဖြစ်ပြင်မဲ့လည်းမပြတ်စည်းသေးတာကြောင့် ်လူငယ်တွေအားကြားခံရတဲ့အထိအခြေခံနေရတဲ့အဖို့ဥွှေကိုဘေးသက်ကြီးရောအားကြားနေပြီလားဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်အလုံးဝကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက် Mario ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ